ိုင်းမြန်မာနယ်စပ်အနီးကကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တိဘောဘူရွာထက်ရှိတပ်စခန်းကိုစစ်ကူလာတဲ့စစ်ကြောင်းတိုက်ခိုက်ခံရပြီးတဲ့နောက်စုံစည်းမြိုင်ကျေးရွာကိုစစ်ကောင်စီတပ်ကလေးကြောင်းမှပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံများထံကသိရပါဗျ။စုံစည်းမြိုင်ကိုစစ်ကောင်စီတပ်ကမေလ28ရက်မွန်းလွဲတနားရီကျော်မှလေးကြောင်းမှပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တက်ကြီးပိုင်းအဖွဲ့ဝတ်တို့တည်ဆုံပြီးကလေးတူအပါဝင်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါဗျ။အဆိုပါကျေးရွာဟာစစ်ကောင်စီနဲ့အပြစ်ခတ်ရဲစေးလက်မှတ်ရေးထိုးထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKPA ဌာနချုပ်တရှိရာဒေတာလည်းဖြစ်ပါတယ်။စုံစည်းမြန်မာလေးရင်နဲ့ပုံချက်လို့အဖွားကြီးတယောက်သေးပါတယ်။ပဲပြောရောင်းတဲ့အဖွားဦးတယောက်ပါ။ရွာထဲကိုကြတာကလေးတယောက်နဲ့လူကြီးတယောက်ထိပ်ပြီးအိမ်နှလုံးထိတယ်လို့စုံစည်းမြန်ဒေတာကန်တူရဲ့ပြောဆိုချက်ရသိရပါတယ်။အဲ့ဒီပုံချက်ခံရမှုကြောင့်အရသာထိခိုက်ဒေဆုံမှုနဲ့ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေအသေးစိတ်ကိုဆက်သွယ်ရေးအခက်အခဲကြောင့်မသိရှိရသေးဘူးလို့လည်းသတင်းတွေမှာဖော်ပြထားပါတယ်။တော်လိုင်းအင်အားစုပုံပေါင်းတက်များရဲ့ပိတ်ဆို့တိုက်ခိုက်ခြင်းခံရတဲ့တေးဘော်ဘူစခန်းကိုစစ်ကိုအဖြစ် ဗော်လီပြောမတဆင်ပြပိုးတဲ့စစ်ကောင်စီစစ်ကြောင်းကိုဒေါ်လင်းအင်အားစုပိုးပေါင်းတစ်ဖက်ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့စစ်ကောင်စီတပ်သားချို့နဲ့လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့တယ်လို့ဘလတ်ပန်တာကော်လန်ကထုတ်ပြန်ထားပါတယ်။ကင်မျိုးသားစီယုံ KNU တပ်မှ6နေမြေအတွင်းမှာရှိတဲ့တေးပေါ့ဘူဗော်လီဥက္ကဋ္ဌဗျင်နောင်ကနေလီမော်ခီထိကပလဲစစ်စခန်းတွေကိုဒေါ်လင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီးတိုက်ပွဲများဆက်လက်ပြင်းထန်နေတယ်လို့လည်းသိရပါတယ်။ ထိုင်းမြန်မာနယ်စပ်ဖျားသုံးဆိုရှိ9000နောက်ပေါက်ခဲတွေကိုပိတ်ပစ်ဖို့ထိုင်းအာဏာပိုင်များအမိန့်ထုတ်လိုက်တဲ့အကြောင်းကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။မြန်မာနိုင်ငံဖျားသုံးဆိုမြို့မှာဗန်းငွေ18တန်ခန့်ခိုးသွင်းခဲ့တဲ့ထိုင်းနိုင်ငံသားတို့ကိုဖမ်းမိခဲ့ပြီးတဲ့နောက်ထိုင်းနိုင်ငံဆက်ကလာဟူရီခရိုင်ရှိနယ်စပ်9000များရဲ့နယ်စပ်ကိုကြောပိတ်တိဆောက်ထားတဲ့9000များရဲ့အနောက်ပေါက်တကားများကိုပိတ်ပစ်ဖို့ထိုင်းအာဏာပိုင်များကအမိန့်ထုတ်ပြန်ထားတယ်လို့ဘန်ကောက်ပို့သတင်းမှာဖော်ပြထားပါတယ်။ထိုင်းနိုင်ငံရချာပူရီပြည်နယ်နေအသက်25နှစ်အရွယ်ထိုင်းနိုင်ငံသားကဗန်းငွေ16.69တန်ခန့်ကိုတရားမဝင်ခိုးသွင်းလာစဉ် နောင်လုံးကျေးရွာအုပ်စုဘူးကူရွာရှိမြေဩဇာကိုတောင်တခုမှာမေလ29ရက်ကဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပါတယ်။၎င်းဟာမေလ26ရက်ကအဆိုပါကိုတောင်ချောင်းဝင်းကိုဖျက်ခါထိုင်းနိုင်ငံအတွင်းကိုငွေများတည်ဆောင်လာခြင်းလည်းဖြစ်ပါတယ်။စံကလာပူရီခရိုင်အုပ်ချုပ်ရေးမှူးစူရိယာမော်ဝမ်နဲ့ဒေသခံရဲများကကိုတောင်ကိုစစ်ဆေးပြီးတဲ့နောက်မြန်မာနိုင်ငံဖျားသုံးစုဘက်ကိုထွက်ပေါက်ရှိနေတဲ့နောက်ဖက်တကားများအားလုံးကိုပိတ်ပစ်ဖို့အဆောက်အုံပိုင်ရှင်များအားအသိပေးထားပါတယ်။ထိုဒေသမှာမြန်မာနိုင်ငံဘက်ကိုဝင်ပေါက်ရှိနေတဲ့နေဆက်အဆောက်အုံ50နှလုံးရှိနေပါတယ်။ယခုအဖမ်းခံရသူက သူအားလုံးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာနေဆက်ကိုတော်များရဲ့နောက်ဖက်တကားများကိုအသုံးပြုပြီးတပတ်လျင်တစ်ချိန်ခန့်နေဆက်ကိုဖျက်ချော်ကာဖျက်သန်းကအတွက်တစ်ချိန်လျင်ပန်း900ပေးရတယ်လို့ရဲများကထွက်ဆိုခဲ့ပါတယ်။ကိုသူငယ်တဲ့ငွေများကိုဆန်ကလာပိုလိရှိထိုင်းမှတစ်ခုခုမှအနှံ့ရန်စီစဉ်ထားပြီးပစ္စည်းပို့များအတွက်အချွေးများကိုပေးဆက်ရန်ဖြစ်ကြောင်းနဲ့ဥယျာဉ်စေဝါမောင်းကိုသမားများနဲ့ပတ်သက်မှုမရှိကြောင်းညင်းဆိုထားပါတယ်။ရဲများကအစိုးရမျိုးသားကိုအာမခံဘတ်3000နဲ့ပြန်လည်ပေးခဲ့ပြီးစုံစမ်းစစ်ဆေးမှုများဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့ဘန်ကောက်ပို့စတဲ့မှာဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံနဲ့ထိဆက်နေတဲ့ဖျားသုံးစုဒေသဟာစစ်ကောင်စီလောက်ကနေကြောင်းဆောင်တက် BGN နဲ့ DKP တို့ထိန်းချုပ်ထားတဲ့နယ်မြေများဖြစ်ပြီးစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာထိုဒေသများမှာအွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြန့်ပါဝင်ရာဇဝတ်လုပ်ငန်းအများပြားရှိနေတာဖြစ်ပါတယ်။မြောက်ပြည်မြို့ရှိကြားဖြန့်လုပ်ငန်းကိုဒေယောနိုင်ငံဦးဆောင်ပြီးဖျားပေးတိုက်ဖြတ်မှုမတိုင်မီကပင်တရားသုံးသူမျိုးဟာဒေယောနိုင်ငံသားလုပ်ငန်းရှင်များကာလရှည်စခန်းချရာနေရာတစ်ခုဖြစ်ပါတယ်။ရန်ကုန်ခရိုင်မှာစစ်စင်ရေးဇက်တိုက်ရှိလာမယ်လို့တော်လိုင်းတက်များပြောဆိုထားတဲ့အကြောင်းကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။ မန်ရီတိုင်းတွင်ရေဥကက်စ်ပိုက်လိုင်းဆောက်ခင်းစခန်းအပါဝင်စီးရေးပြစ်မှတ်များကိုထိုးစစ်ဆင်ခဲ့တဲ့တပ်များကစစ်ဆင်ရေးများဇက်တိုက်ရှိလာမယ်လို့ပြောဆိုလိုက်တာပါမေလလယ်မှာစတင်ကမန်ရီတိုင်းနထိုးကြီးမြို့နယ်အတွင်းမှာရှိတဲ့တရုတ်ရေနံနဲ့ဂက်စ်ပိုက်လိုင်းခင်းစခန်းအပါဝင်စစ်ကောင်စီတပ်စခန်းပေါင်းတရာစင်းကျော်ကိုစီးနှင်းတိုက်ခတ်ခဲ့ပြီးဆက်လက်ပြီးထိုးစစ်ဆင်အောင်မယ်လို့စစ်ဆင်ရေးမှာပါဝင်တိုက်ခတ်ခဲ့တဲ့ဒေါ်လိုင်းတပ်များကပြောဆိုထားပါတယ်မြန်မာနိုင်ငံအလဲပိုင်း AOD မြေရှိဘက်ကဖိုခရောင်းဆိုင်တည်ရှိတဲ့ မြင်းချံနထိုကြီးတောင်သာမြို့နယ်နဲ့ငဇုံမြို့နယ်အတွင်းမှာရှိတဲ့စီမီခုံရဲစခန်းကြောက်ပြုတ်ရွာပြူစခန်းတောင်ရှိခိတ်၁၈ရက်ကွက်နဲ့ခရိုင်ထွေအုပ်ယုံဝက်လူရဲစခန်းနထိုကြီးမြို့မှာရဲစခန်းတို့ကိုကိုပြင်းဆောင်အညာမြေစစ်စင်ရေးအမည်နဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ကိုပြင်းဆောင်ဆိုတာကမြေပြတ်အညာဒေသမန္တလေးတိုင်းမှာနေသူများရဲ့မှတ်ပုံတင်နံပါတ်အစကဏ္ဍဖြစ်ပါတယ်။အဲ့ဒီစစ်စင်ရေးမှာစစ်ကောင်စီတပ်ထံမှလက်နက်29လက်နဲ့ခဲယမ်းမိကြောင်များတင်းစီရရှိကြောင်းနဲ့နှစ်ဖက်ထိခိုက်ဒေဆုံးမှုရှိခဲ့တယ်လို့လည်းသိရပါဗျ။ အမျိုးသားညီညွတ်ရေးဆိုရ NUG ကာကွယ်ရေးဝန်ကြီးဌာနခရိုင်စစ်ကွက်ခဲ့တဲ့ထိုးစစ်စင်ရေးရဲ့ညီမချက်ကိုထုတ်ပေါ်မပြောဆိုနိုင်တော့လဲစစ်စင်ရေးမပြီးဆုံးသေးကြောင်းပထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူအမျိုးသားတို့ကပြောဆိုထားပါဗျ။ကိုပြင်းဆောင်ညာမြေစစ်စင်ရေးအနေနဲ့ဆက်ပြီးရှိနေသေးတယ်။ကျွန်တော်အနေနဲ့ကရက်တန့်သွားမယ်လို့တော့မဟုတ်ဘူးပေါ့လေ။ဒါပေမဲ့ကိုလုံးလုံးစဲခရိုင်ကွက်ခဲ့မှုအောင်ဆိုတော့ခရိုင်ကွက်ခဲ့မှုမှတစ်ဆင့်ညွှန်ကြားလာမှဆက်တိုက်ဖို့ရှိနေသေးတာပါလို့၎င်းကပြောဆိုထားတာပါ။ထိုးစစ်စင်ရေးမှာမြင်းချက်ခရိုင်အတွင်းမှာရှိတဲ့ ် NUG လက်ခံပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တရင်ဆယ်ရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖများပါဝင်အညာဒေသတော်လိုင်းတပ်များကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။နထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့မြေကြက်ခဲအမတ်ရှိတရင်တို့ကနထိုးကြီးမြို့မှာရေစကန်နဲ့ထိုးမြို့နီးမှာရှိတဲ့ပိုက်လိုင်းဆောက်စကန်ကိုမေလာ15ရက်မှာဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တောင်သာတော်လိုင်းတပ်များကတောင်သာမြို့နယ်အတွင်းရှိတရုတ်ရေနံနဲ့ gas pipeline ဆောက်စကန်နဲ့စစ်ကောင်စီဂိတ်စခန်းပေါင်းများစွာကိုတပြိုင်တည်းထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။နိုင်ငံနောက်ဖက်ရခိုင်ပြည်နယ် နိုင်ငံအလဲပိုင်းမကွေးတိုင်းနဲ့မန္တလေးတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းတို့ကိုဖြတ်တန်းကတရုတ်မြန်မာနယ်စပ်ယူနယ်ပြည်နယ်ရွှေရီမြို့ထီဖောက်လုပ်ထားတဲ့တရုတ်ပိုင်လယ်တစ်လျှောက်မှာစစ်တပ်ကင်စခန်းများချထားတာဖြစ်ပါတယ်။စစ်ကောင်စီဘက်ကလေကြောင်းပစ်ကိုအလွန်ကျွံတုံးပြီးခုခံတဲ့ကြောင်းမှာနထိုးကြီးမြို့နီးမှာရှိတဲ့ပိုင်လိုင်းဆောက်စခန်းကိုသိမ်းပိုင်နိုင်ခဲ့ပြီးစစ်ကောင်စီဘက်မှ6ဦးသေဆုံးကလက်နက်နဲ့လက်သိမ်းစီးနိုင်ခဲ့တယ်လို့တော်လိုင်းတံများဘက်ကလည်းဒူးသေဆုံးခဲ့တယ်လို့နထိုးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတာဝန်ရှိသူတို့ကပြောဆိုထားတာဖြစ်ပါတယ်။ခရိုင်တစ်ခုလုံးကိုတိုက်တဲ့အတိုင်းထောင်မှာဆိုရင်တော့ သူတို့အနေနဲ့ကလေးချောင်းဖြစ်ကိုတအားသုံးနေပြောင်းလေးချောင်းဖြစ်ကိုနဲ့ခုခံပြီးတော့အလုပ်လုပ်တာကိုတွေ့ရတယ်။သူတို့အနေနဲ့ကခံတိုက်နိုင်တဲ့အနေထားရဲ့လို့ကောင်းကောင်းမရှိဘူး။လေးချောင်းဖြစ်ကိုကတော့အသာစီးတော်တော်ရတယ်။အညာမီစစ်စင်ရေးမတိုင်ခင်တိုက်ပွဲလေးတွေမှာဆိုလေလေးချောင်းဖြစ်ကိုပို့ပြီးတော့တိကျလာတယ်လို့၎င်းကပြောဆိုထားပါဗျ။ဒီနေ့တည်းရဲ့စစ်စင်ရေးဖော်မယ်ဆိုရင်အဲ့ဒီတည်းရဲ့လုံကိုလေးချောင်းကျဲနိုင်တဲ့အနေထားကရှိနေရပြောင်း။အဓိကကျွန်တော်တို့အတွက်ပြဿနာကတော့လေးချောင်းပေါ့ဗျာ။ကျွန်တော်တို့အနေနဲ့ကြကုတ်ကြခဲတော့ကြိုးစားပြီးလုပ်တာပဲလေချောင်းနဲ့ဆိုတော့စကန်းသိမ့်ဖို့ကအတော်ကြာတာပါလို့၎င်းကရှင်းပြထားပါတယ် ရခုစစ်စင်ရင်မှာတော့မြဲချက်ခရိုင်အတွက်မှရှိတဲ့တော်လိုင်းတပ်များရဲ့စူးစီးညီညွတ်မှု ပုံမအားကောင်းလာပြီးလက်လက်နဲ့ခရိုင်များလည်းထိုက်တဲ့ပြေဆောင်လာတယ်လို့အဆိုပါစစ်စင်ရင်မှာပါဝင်တိုက်ခိုက်ခဲ့တဲ့မြဲချက်ခရိုင်အမတ်နဲ့ PDF တရင်မှုဗိုလ်စရားကပြောဆိုထားတာဖြစ်ပါတယ်။အရင်တော့ကကျွန်တော်တို့ဆိုလို့ရှိရင်လက်နဲ့အင်အားကြီးခရိုင်အင်အားဆိုတာကမဖြစ်စလုံးနဲ့ကျွန်တော်တို့လုပ်နေကြရတာကိုအခုဟာဆိုလို့ရှိရင်တင်းတင်းလျောက်ပတ်တဲ့လက်နဲ့အင်အားခရိုင်အင်အားနဲ့လုပ်ငန်းလုပ်ရတာဆိုတော့ပိုပြီးတော့ရှေ့လျှောက်အောင်မြင်မှုတွေများလာမယ်လို့မြင်ပါတယ်လို့သူကပြောဆိုထားပါတယ်။ ရှေ့လျှောက်လဲဇတိုင်းလုံဆောင်သွားမှတွေရှိတဲ့အတွက်ကြောင့်အဲ့ဒီဟာအတွက်ကလည်းဂျားထဲမှာလိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ပြီးတာနဲ့စစ်စင်ရေးတွေလာပါလိမ့်မယ်။စစ်ကောင်စီကမြေပြင်မှာပြန်လဲခုခံနိုင်တဲ့လူဝင်အားနည်းလာသလိုစီးရေးတွေးကြုံရှိတဲ့စစ်သားအင်အားနည်းလာပြီးဒေါ်လာရေးတက်များဘက်မှာတော့တိုင်းသားဒေါ်လာရေးတက်များနဲ့ပိုးရွှဲတိုက်ခိုက်ခဲ့ခြင်းကြောင့်တိုက်ပွဲအတွေ့အကြုံပိုများလာတယ်လို့သူကပြောပါတယ်။ဒေါ်လာရေးရဲ့ပေါ်များရဲ့ဒေါ်လာလို့စိတ်ကြောင့်ရင်းချက်ခင်မှာစစ်တပ်ကိုစီးရေးချင်းချောက်မှုပိုလှုပ်လာနိုင်တယ်လို့လည်း၎င်းကဆိုပါတယ်။စစ်ကောင်စီတပ်ဘက်ကတော့လိုအပ်တဲ့အင်အားအတွက်ပြည်သူစစ်ခေါ်ပြူစောထီမြောင် စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးအတင်းကျပ်စုဆောင်းထားတဲ့စစ်သားတွေများအစားထိုးလာပါဗျ။မြေကြခရိုင်အတွင်းရှိမြို့များမှာမြို့ကိုကာကင်းတပွဲကာထားတဲ့ပြူစောထီရွာများနဲ့မြို့ပေါ်စခန်းများမှာသာစစ်ကောင်စီကအထိုင်ချထားနိုင်တော်တယ်လို့လည်းသိရပါဗျ။မြေကြမြို့နယ်ပြည်ထောင်စုချက်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီဥက္ကရာပြူစောထီအဖွဲ့ကောင်းဆောင်ဒေါ်သီရာယူမုံကစစ်စင်ရေးကိုစစ်ကောင်စီဘက်ကကြိုးတင်သတင်းရရွေးအသေးချပြင်ဆင်ခဲ့တယ်လို့စစ်တပ်ဝါရဖြန့်သတင်းဌာနချုပ်ကိုပြောဆိုထားပါဗျ။မြင်းကြံမျိုးနီးမှာတော့စစ်တပ်ကိုကာထားတဲ့လက်သေးနဲ့ကြောက်ပြုတ်ကြေးရွာများရှိနေပြီး ။ဦးမြင့်ဆောင်အညာမြေစစ်စင်ရေးမှာကြောက်ပြုတ်ကြေးရွာပြူစောတီနဲ့စစ်တပ်အထိုင်းစခန်းများအားလုံးကိုလုံရင်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ရမှာတိုက်ပွဲပြင်းထန်ခဲ့တာဖြစ်တယ်လို့ PDF တရင်မှုဘိုးစကြားကပြောဆိုထားတာဖြစ်ပါတယ်။စစ်ကောင်စီလက်နက်ကိုင်တွေကရေကုန်ရေကမ်းပဲလုပ်တယ်ထင်တယ်။သူတို့တွေးထားတာတော့ဒီဘွဲကိုအပြတ်သက်လုံးဝနိုင်ရမယ်။ကြောက်ပြုတ်ပြီးရင်လက်တစ်ကိုဝင်မယ်။ဝင်ပြီးရင်လက်တစ်နဲ့အနည်းဆုံးခမရ15မှာရင်ဆိုင်တိုက်မဲ့ပုံစံမျိုးပေါ့။ကျွန်တော်ဘက်ကကြောက်ပြုတ်မှာအင်အားဖြည့်ထားတယ်။တက်ကလည်းပါတယ်ဆိုတော့အကျိတ်နဲ့ပေါ့။စစ်ကူကလည်းမြန်တယ်လို့လည်း၎င်းကပြောဆိုထားပါတယ်။ နိုင်ဝက်တွင်စစ်ကောင်စီဘက်ကစစ်ကိုကောင်းကောင်းပိုးပေးနိုင်ခြင်းကြောင့်ကြောက်ပြုတ်ရသောတော်လိုင်းတက်များတိုးမပေါက်နိုင်ခဲ့ကြောင်းလည်း၎င်းကဆိုပါတယ်။စစ်စင်ရေးတချောင်းမှာစစ်တပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုအကြီးကျယ်တုံးခဲ့ကြောင်းနဲ့စီမီကုံမျိုးစခန်းသိမ်းတိုက်ပွဲမှာစစ်တပ်ဘက်ကတိုက်ခိုက်ရရန်ရင်တုံးပြီးပေါင်900ပုံကျဲချခဲ့ခြင်းကြောင့်ရဲဘော်6ဦးသေဆုံးခဲ့တယ်လို့မြင်းချက်ခဲအမတ်ရှိတဲမှုကလူမှုကွန်ရက်မှာရေးသားထားပါတယ်။မြန်မာနိုင်ငံရဲ့လေဘုံမှာတည်ရှိတဲ့မြင်းချက်ခဲဟာစကိုင်းမကွေးတိုင်းတို့နဲ့ထိစပ်နေတယ်လို့မန္တလေးတိုင်းထဲမှာလက်နက်ကင်ခုခံမှုအားကောင်းတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ မြဲချခဲမှာ NUG လောက်ခံ PDF တရင်ဆဲခုရှိနေပြီးဒေသကာကွယ်ရေးအဖွဲ့ဓာစင်နဲ့ချီလှုပ်ရှားနေတာလည်းဖြစ်ပါတယ်။ပြေကရက်နဲ့အောက်ကောလာမှာမြဲချခဲရဲ့အတွက်မှာရှိတဲ့နထိုးကြီး၊မြင်းချံ၊တောင်သာမျိုးနွယ်များရှိစစ်တပ်စခန်းများကိုမြဲချခဲရဲ့အထူးစစ်စင်ရေး MPS ကိုပေါ်ဆောင်ခဲ့ပြီးစစ်ကောင်စီစခန်းနဲ့ဖြူစော်ဒီစခန်းများထိခိုက်ကြဆုံးခဲ့တယ်လို့အုပ်ချုပ်ရေးရန်ရဲများ PO ပြဲဖြစ်သွားခဲ့တာလည်းဖြစ်ပါတယ်။အစုံနေနာဆင်ပြီးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။